အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့တဲစုငင်းကို ဝေဖန်တဲ့ဆေလီကဘာမီဒီယာဝန်ထမ်းတွေကိုပရိတ်သတ်တွေကထိထိမိမိပြောဆိုလာတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာအင်းတဲစုငင်းရဲ့ ဒီဒီနေ့တက်စုငင်းလို့ဖြစ်နေတဲ့ကိစ္စကိုလာမေးကြလို့ပေါ့နော်ကျွန်တော်ကကျွန်တော်ပြောပြမယ်အဲ့ဒါဘယ်လိုဖြစ်တာလဲဆိုတော့ဆယ်လီကဘာဆိုတဲ့မီဒီယာတစ်ခုမှာအင်တာဗျူးတွေလိုက်ပြီးတော့မင်းနေရာမျိုးသမီးနဲ့အချော်လေးရပေါ့အချောက်ပေါ့နော်အချော်ဆိုလေးရကဂိမ်းတစ်ခုကစားရပေါ့နော်အဲ့ဒီဂိမ်းမှာမီးတဲ့မိကုံကဘာလဲဆိုတော့ပေါ့နော်ဒီ beauty pageant ပေါ့ဘယ်လိုလဲဆိုတော့ဒီအလှမယ်အလှမောင်လောကမှာအလှမယ်အလှမောင်လောကမှာဘယ် miss ဘယ် mister ကိုအယုံဆုံးလဲဆိုပြီးနေတာ ဘယ်မစ်ဘယ်မစ္စတာကိုအယုံဆုံးလဲအဲ့စီမှာအဖြေရပါဖြစ်လဲဆိုတော့အဲ့စေးလေးကအမျိုးသမီးနဲ့တခြားအချောက်တယောက်ကဖြစ်တယ်။ဘာဖြစ်လဲဆိုတော့တောက်ကြသမီး နာမည်၄လုံးနဲ့မဟုတ်ဘူးနာမည်၃လုံးနဲ့2024လုံးကမစ်ဆိုတော့ဒါလူတိုင်းအသိရပေါ့နော်တက်ဆူငင်းကိုပြောရဲဆိုတာအဲ့ချိန်မှာဒီတက်ဆူငင်းရဲ့ fan တော်တော်များများကဆယ်လီကွာရဲ့မန်နေတို့ချက်ပေါက်တွေကိုမှသွားပြောတာပေါ့နော်음ဘီလိုလိုလောက်တဲ့လူက passion နဲ့မကောင်းဘူးအဲ့ဒါကြောင့်မလို့အလုပ်ထုတ်ပါ냐တရကပေါ့အဲ့လိုမျိုးပြောတယ်ညနေတုန်းကပေါ့အခုလွန်ခဲ့တဲ့ခါလောက်ကပေါ့9နာရီ40 5မိနစ်လောက်က အဲ့ဒီရဲ့ကာယကံရှင်အမျိုးသမီးကသူ့ရဲ့သူစာတင်ထားတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါနားလည်မှုလွဲသွားတဲ့ကိစ္စသာဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့သူကဒါပုံကိုရေးရကိစ္စသာဖြစ်တယ်ဘယ်သူနဲ့မှမဆိုင်ဘူးဆိုတာကသူ့ရဲ့ဒီစေဒီကဘာအလုံးနဲ့လည်းဘာမှမဆိုင်ဘူးပေါ့နော်ပုံကိုရေးရသာဖြစ်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာကိုလည်းနားလည်မှုလွဲသွားတာဖြစ်တဲ့အတွက်သက်ဆွညင်းတွေကိုလည်းသူတောင်းပန်ပြီးပြီပေါ့နော်အဲ့တည်းကြောင့်မလို့သူ့ရဲ့မက်ဆေ့ချာမှာလာပြီးတော့ချင်းချောက်တာလို့ဆဲဆိုတာလို့မပြုတ်လောက်ဘူးပေါ့နော်အဲ့ဒီအထိမှတော့သူကစကားကိုမလျှော်သေးဘူးကွာသိရမလားဟိုဒါကနားလည်မှုလွဲသွားတာလို့ပဲသူပြောခဲ့တာနော်ဒါပေမဲ့အဲ့အဲ့မှာပြောချင်တာကဘာလဲဆိုအယုံဆုံးလို့တုံးတုံးနေဆိုတာကလေယွန်းနေဆိုတာကကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်ကို အင်းတက်နာရှာထားတာမျိုးလားမကောင်းတဲ့သူလားဟိုတော်တော်လေးကိုပဲ personal မကောင်းတဲ့လူလားအဲ့လိုလူမျိုးတွေကိုပဲတချို့လူတွေကသုံးနေအသုံးလုံးပေါ့နော်လူမျိုးယွန်းနေလို့သုံးနှောင်းတာကြတော့သူတို့ကိုသူတို့ပဲတည်မှာပေါ့နော်နောက်တစ်ခုကကြတော့ဒါကဘာသူ့ကိုပြောလဲဆိုတော့လူတိုင်းကတည်တယ်ပေါ့နော်သူတို့ကတော့မတည်ဘူးပေါ့အဲ့ဒါကြီးကိုထိုင်ပြောသူတို့ထက်လည်းငယ်မှာပေါ့နော်ဒီအသက်ငယ်ငယ်ကောင်မလေးကိုဒီ16 19 20တောင်မကျော်သေးတဲ့ကောင်မလေးကိုအခြားလေးကောင်နဲ့အဲ့ဒီအမျိုးသမီးကထိုင်ပြီးတော့ငယ်ငယ်ရှက်ရင်နဲ့ပြောတာပါတည်ရမလားဟုတ် ဘလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကအမိုက်ဖြစ်တယ်ဆိုတာကိုမသိတာလားဘာလားတော့မပြောတတ်ဘူးအခုချိန်ကြီးတော့ဒါကသူကိုယ်တိုင်ကတကယ်သူ့ကိုပြောတာမဟုတ်ပါဘူးဆိုရင်2024ရာလုံကာတို့တောက်ကြသမီးနာမည်သုံးလုံးနဲ့အဲ့ဒီချိန်မှာလုတ်လိုက်သေးတယ်ကွာအဲ့ဒီအချောက်တယောက်ကဟင်းသူကအဲ့ဒီချောက်ရဲ့နောက်မှာထိုင်နေတာကြာနင်တောင်မှမုန်းတာကိုမနေ့တော့မပြောသေးတယ်လေဆိုတာမျိုးကွာတည်ရမလားဒါကြီးကချိုတင်ပြီးတော့ကိုပဲတည်ရမလားလောက်ထားတယ်လောက်ရဲ့ကြီးကွာလိုက်ဖြန်တာမဟုတ်တော့ဗီဒီယိုကလစ်ပဲအဲ့တော့ကြောင့်မလို့